။အယောရီတိုင်းဟင်္ဒရာမြို့မှာအော်တိုဘားလအစပိုင်းကစတင်ပြီးလမ်းသွားလမ်းလာရေးစီကဆိုင်ကယ်နဲ့လိုင်းလံလူရဲမှုတွေဆက်တိုက်ဖြစ်ပွားလာတယ်လို့မြို့ကန်တွေစီကသိရှိရပါတယ်။ဥိစာရလန်းနီးမှာမက်စတက်ကဆိုင်ကယ်စီးလာတဲ့အမျိုးသားတူကအချင်းချင်းလူရနေတာဖြစ်ပြီးအခုချိန်ထိဖမ်းဆီးနိုင်တာမရှိသေးဘူးလို့သိရှိရပါတယ်။မနေ့အစောကြီးနေကလာတဲ့သူတွေအများဆုံးအမှုခံရတယ်။ရဲကလည်းအလုံးမလုံးတော့သွားတာလာတာသတိထားနေရတယ်လို့မြို့ကန်တူက ERI Times ကိုပြောပါတယ်။ အဲ့ဒီလူရက်သူဟာမနက်စောဈေးဝယ်သူတွေခရီးသွားတွေနဲ့ဈေးတွေတွေကိုပြစ်မှတ်ထားလူရက်နေပြီးရဲစခန်းကိုတိုင်ကြားပေမဲ့လည်းအရေးယူနိုင်တာမရှိသေးဘူးလို့သိရပါဗျ။ဟင်္ဒရာမြို့မှာဆောင်ဝင်းနေများအသက်ခံရတဲ့ဖြစ်စဉ်မှလည်းတလားကျော်ကြာတဲ့အထိကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက်ဒေသခံပြည်သူတွေကဝေဖန်နေကြပါဗျ။အယောရီတိုင်းရှိမြို့နယ်တွေကရဲတွေကိုတိုင်းအရက်သားတွေကိုမတရားပုံမှတက်ကဖမ်းဆီးအကြက်ကင်ငွေညစ်တာ ။လောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်းတွေကိုခွင့်ပြုပေးတာ၊မူရင်စေးရောင်းတာ၊တဲယူပေးတာတွေကိုလှုပ်ဆောင်နေတာကြောင့်တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတယ်လို့ဒေသခံတွေကပြောပါရတယ်။